ာညချမ်းလေးပါရှင်။နိုဝင်ဘာလ16ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ကျမကတော့ရင်းလဲလဲထုံးပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့နမောင်မြို့နယ်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်လို့အရသာပြည်သူ၃ဦးသေဆုံးတဲ့သတင်းလေမျက်နှာမြို့နယ်မှာစံခိုင်ရေးပါတီထောက်ခံသူလူငယ်စုတွေကဝါရဖြန့်လက်ကမ်းစာဆောင်တွေလိုက်ဝေတဲ့သတင်း ကလေးမျိုးရဲမှာဆိုင်ကယ်ကယ်ဒီသမားနဲ့ခရီးသည်နှစ်ဦးကိုစစ်တပ်ကတနက်နေ့ပြစ်ခတ်လို့တဦးသေးဆုံးပြီးနှစ်ဦးပြင်းထန်ဒဏ်ရာရတဲ့တွင်နေပြည်တော်မှာတွေ့ရှိတဲ့ရှေးဟောင်းလေကြီးနှစ်စင်းကို တူးဖို့ပြီးစီးတဲ့တွင်ဖြူဘုံမျိုးမှာစစ်တပ်ကနေနေထိပေါ်တာဆွဲဖမ်းဆီးတာကြောင့်လူငယ်တွေနဲ့မိသားစုဝင်တွေပါထွက်ပြေးနေရတဲ့တွင်မိုးရထောက်အနီးတာစီရေစခန်းတိုက်ခိုက်ခံရပြီးရဲလေးဦးသေဆုံးတဲ့တွင် ညံမျိုးနယ်နဲ့ပေါင်းမျိုးနယ်က ကြီးဟွာတွေကိုစစ်ကြောင်းထိုးနေလို့ဒေသခံတောင်းချီစစ်ရှောင်နေရတဲ့တွင်ထိုင်းဝန်ကြီးချုပ်ဟောက်တက်စင်ကိုဘတ်ဆက်ခွန်ပီလီယံအကွန်ဆောင်မှုတရားရုံးချုပ်ကအမိန့်ချတဲ့တွင်ဒီတိုင်းနိုင်ငံမှာကိုလုံခွင့်မူဝါဒကိုတင်းကျပ်ဖို့အဆိုပြုချက်များတင်သွင်းတဲ့တည်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ နမောင်းမြို့နယ်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်အရသာပြည်သူ၃ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းနမောင်းမြို့နယ်စက်တောက်တင်းကျေးရွာကိုစစ်ကောင်မရှိတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ဗုံးကျဲခဲ့တာကြောင့်အရသာပြည်သူ၃ဦးသေဆုံးခဲ့တယ်လို့ဒေသတွင်သတင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။နိုဝင်ဘာလ18ရက်နေ့မနက်၈နာရီကျော်အချိန်ခန့်ကစစ်ကောင်မရှိတပ်ကရုတ်တရက်လေကြောင်းနဲ့လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ မိထီလာလီတက်ကနေဂျက်ဖိုက်တာနဲ့ရုတ်တရက်ရောက်လာပြီးဘုံနှလုံးကျဲချသွားတာဘာမှလည်းပြင်ဆင်ချင်မရလိုက်ဘူးအိမ်ကြီးလည်းထိခိုက်တယ်အခုထိကို ရင်တုံတာမပြေသေးဘူးထိခိုက်သူတွေလည်းအများကြီးပဲလို့အမည်မဖော်လို့သူဒေသခံတဦးကမြို့တော်ကိုပြောဆိုထားပါတယ်အဆိုပါကျက်တော့တွင်ကြီးရွာဟာနမောင်မြို့နယ်အနောက်ဖက်ချမ်းမှာတည်ရှိတယ်လို့သိရှိရပြီးအခုလိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအเจ้าမဲ့ဘုံကျဲတာကြောင့် အရက်သားပြည်သူ၃ဦးတေဆုံးတဲ့အပြင်ဒဏ်ရာရရှိသူတွေလည်းများတယ်လို့သိရှိရပါတယ်။သေတာကတော့၃ယောက်ပေါ့။ဒဏ်ရာရသူက၁၀ယောက်လောက်ရှိတယ်။လေရင်ကဝဲပြီးကျဲတာဆိုတော့ကြောက်လန့်တကြပြေးနေရင်းကကိုထိမှန်ကုန်တာ။အိမ်နေလည်းပျက်စီးတာပေါ့လို့ဒီသခန်တဦးကထပ်မံပြောဆိုထားပါတယ်။အဆိုပါလေချောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေမှာစိုးရိမ်ထိတ်လန့်နေကြပြီ။တချို့မှာရွာထဲမဝင်ရတာကြောင့်အခက်အခဲတွေကြုံတွေ့နေရပြီးထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းသိရှိရပါတယ်။ လက်ရှိအနေအထားအရစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေဟာဒီဇင်ဘာလမှာပြုလုပ်မဲ့ရွေးကောက်ပွဲအနိုင်ရရှိရေးကိုပြစ်မှတ်ထားပြီးဂိတ်တွေမှာလုံခြုံရေးအရှိန်တိုးမြင့်စစ်ဆေးတဲ့အပြင်ဘကွေးတိုင်းအတွင်းရှိကြေးရွာအများအပြားကိုလေဆောင်ကနေပုံကျဲတိုက်ခိုက်မှုမကြာခဏပြုလုပ်လာတာကြောင့်ပြည်သူတွေအနေနဲ့လုံခြုံရေးအသည့်သတိနဲ့နေကြရန်အင်မတန်အရေးကြီးတယ်လို့လဲတော်လိုင်းတပ်ဖွဲ့ဝင်တွေကပြောဆိုနေကြပါတယ်ရှင်။ ဒုတိယသတင်းတစ်ပုဒ်အနေနဲ့လေးမျက်နှာမြို့နယ်မှာကြံ့ခိုင်ရေးပါတီထောက်ခံသူလူငယ်ဆိုသူတွေကဝါရဖြန့်လက်ကမ်းစာဆောင်တွေလိုက်ဝေနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AOR တိုင်းဒေသကြီးလေးမျက်နှာမြို့နယ်အတွင်းမှာရှိတဲ့လေးမျက်နှာမြို့တည်စီ IW စီခမောက်စုစီတွေမှာပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP မှာထောက်ခံသူလူငယ်ဆိုသူအယောက်30ခန့်ဟာနိုဝင်ဘာလ16ရက်နေ့ကတရားမဝင်ရွေးကောက်ပွဲအတွက်ဝါရဖြန့်လက်ကမ်းစာဆောင်တွေလိုက်ဝေနေကြတယ်လို့သိရှိရပါတယ်။ စာဆောင်လိုက်ဝေသူတွေဟာလူငယ်အများစုဖြစ်ပြီးတာမန်လက်ကမ်းစာဆောင်တွေပါပဲထွေထွေထူးထူးတော့မဟုတ်ပါဘူးပြည်သူတွေလည်းလက်ခံယုံကြည်ကြပါတယ်လို့လိုက်ပါသူတအူးကပြောဆိုထားပါတယ်အာနာသိန်းစစ်ကောင်မရှင်တက်ကပြုလုပ်မဲ့တရားမဝင်ရွေးကောက်ပွဲမှာလေးမျက်နှာမျိုးနဲ့အတွင်ကတာစာညာ PP P3 လုံး USDP ကြားဖြူစတဲ့ပါတီ၅ခုဝင်ရောက်ရှင်ပြိုင်ကြမယ်လို့လည်းသိရှိရပါတယ်လေးမျက်နှာအင်ကပူငတိုင်ချောင်းရေကြီး စတဲ့မြို့နယ်တွေမှာတိုက်ပွဲတွေပြင်းထန်နေပြီးလေးမျက်နှာမြို့တွေကရွာတချို့ဟာရွာလုံးကျုပ်မိရှုခံခဲ့ရတာကြောင့်ဒေသခံပြည်သူတွေတချို့ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့သိရှိရပါတယ်။လေးမျက်နှာမြို့နယ်တွေမှာသာမကတခြားမြို့နယ်အသီးသီးမှာလည်းဒီဇင်ဘာလမှာပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ဝါရဖြန့်တာမဲဆွယ်စည်းရုံးတာနဲ့လက်ကမ်းစာဆောင်တွေလိုက်ဝေနေတာကိုလည်းတွေ့ရပါတယ်ရှင်။ တတိယသတင်းဘောအနေနဲ့ကလေးမျိုးရဲမှာဆိုင်ကယ်ကယ်ရီသမားနဲ့ခရီးသည်နှစ်ဦးကိုစစ်တပ်ကတနက်နေ့ပြစ်ခတ်လို့တဦးသေဆုံးပြီးနှစ်ဦးပြင်းထန်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းကလေးမျိုးနယ်မှာစစ်ကောင်မရှင်တပ်ကဆိုင်ကယ်ကယ်ရီသမားနဲ့ခရီးသည်တွေကိုတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်တဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ16ရက်နေ့ညနေပိုင်းကကလေးခံကောလမ်းမကြီးပေါ်မှာဆိုင်ကယ်ကယ်ရီသမားဟာကယ်ရီဆွဲနေချိန်နတ်မြောင်ကြီးွာထဲအရာမှာ ဆိုင်ကယ်ကယ်ရီသမားနဲ့ဆိုင်ကယ်ပေါ်ပါလာသူနှစ်ဦးကိုစစ်ကောက်မရှင်တပ်ကတနက်နဲ့ပြစ်ခတ်ခဲ့တာကြောင့်ဆိုင်ကယ်မောင်းသူတေဆုံးကဆိုင်ကယ်ပေါ်ပါလာသူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ဆိုင်ကယ်ကယ်ရီသမားဆိုတာတိတိနဲ့ပြစ်တာဆိုင်ကယ်တစီ၃ယောက်စီလို့ဆိုပြီးပြစ်တဲ့သဘောပေါ့။အရင်ကလည်းစီးနေကြပါအခုကတမင်လက်တဲ့ဆန်ပြီးပြစ်တယ်လို့မျိုးပဲ။အလောင်းတော်မကောက်ရဲကြဘူးလို့ဒေတာခန်တအူးကပြောဆိုထားပါတယ်။ တနက်နေ့ပြစ်လို့တိတ်ဆုံးသူမှာနှချောင်းကြီးရွာသာကိုတက်နိုင်လင်းဖြစ်ပြီးသူ့ဆိုင်ကယ်နောက်ကပါလာတဲ့ကိုကိုသားနဲ့တခြားအမျိုးသားတအူးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။တေသွားတဲ့သူကရင်ဘတ်တက်တဲ့ကိုတစ်ချက်နဲ့အသက်ပါသွားတာ။နောက်ကလူနှစ်ယောက်ကပေါင်နဲ့ဘေးနံရိုးတွေထိပြီးဒဏ်ရာအပြင်းထန်ရသွားတာလို့ဒေသခံတအူးကပြောဆိုထားပါတယ်။တေဆုံးသူရဲ့ရုပ်အလောင်းကိုနိုဝင်ဘာလ18ရက်နေ့ညနေပိုင်းအထိသွားမကောက်ရေးကြသေးပဲဒဏ်ရာရရှိသူနှစ်ဦးကိုလည်း ေဝါကူတာဖို့အတွက်ခက်ခဲနေပြီးကလေးမျိုးနယ်ထဲမှာစေဝါပြက်လက်နေတာကြောင့်ဒဏ်ရာကိုပစိုးအစားနဲ့ပတ်ထားရပြီးခနာကိုယ်ထဲဝင်နေတဲ့ကြီးကိုထုတ်ဖို့အတွက်ဆရာဝန်မရှိစေဝါမရှိတာကြောင့်ဒီအတိုင်းထိုင်ကြည့်နေကြရတယ်လို့လည်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်မှာတွေ့ရှိတဲ့ရှီဟောင်းလေကြီးနှစ်စင်းကိုတူဖို့ပြီးစီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နေပြည်တော်ပြည်အောင်စုနယ်မြေလေဝေးမြို့နယ်ပတ်တာကြီးရွာရုံးမြင့်ချောင်းအတွင်းမှာတွေ့ရတဲ့ ရှီဟောင်းလေကြီးနှစ်စင်းကိုတူးဖို့ရရှိခဲ့ပြီဖြစ်တယ်လို့သတင်းရင်းမြစ်တွေထံကသိရှိရပါတယ်။ပတ်တာကြီးရွာအုပ်ချုပ်ရေးမှူးဦးစိုးမြင့်ရဲ့ပြောကြားချက်အရအဲ့ဒီရှီဟောင်းလေကြီးနှစ်စင်းကိုပတ်တာကြီးရွာမှာနေထိုင်တဲ့ဒေါ်တင်မင်းကပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ကလေးကစတင်တွေ့ရှိခဲ့တာဖြစ်ပြီးကြီးရွာတာဝန်ရှိသူတွေကိုအသိပေးခဲ့ကနိုဝင်ဘာလ15ရက်နေ့မှာတစဉ်နိုဝင်ဘာလ16ရက်နေ့မှာတစဉ်တူးဖို့ရရှိခဲ့တာလို့သိရှိရပါတယ်။လေကြီးနှစ်စင်းကို စတင်တွေ့ရှိခဲ့ပုံကတော့ လဲနဲ့ထင်းတိုက်ရင်ကနေရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီးရှေးဟောင်းလေကြီးတွေဟာအရှေပေ90ကျော်ရှိပြီးဒဇင်ကလုံးပတ်ရှစ်ပေ6လက်မနဲ့နောက်ဒဇင်ကလုံးပတ်9ပေကျော်ရှိတယ်လို့သိရှိရပါတယ်။အခုရှာဖွေတွေ့ရှိခဲ့တဲ့လေကြီး20စင်းကို ပတ္တာကြီးရွာရန်ကုန်မန္တလေးလမ်းဟောင်းဘေးကတစ္ဆာမန်အောင်ဘုံကြီးတောင်ဝင်းတဲ့ကိုတည်ဆောင်ကထိမ့်သိမ်းထားပြီးဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီလေကြီး20စင်းရဲ့တမိုင်းကိုတော့လေးလာနေစေဖြစ်တယ်လို့နေပြည်တော်သတင်းမြစ်တွေကပြောဆိုထားပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရွှေဘုံမြို့မှာစစ်တပ်ကနေအိမ်ထဲထိပေါ်တာဆွဲဖမ်းဆီးတာတွေကြောင့်လူငယ်တွေနဲ့မိသားစုဝင်တွေပါထွက်ပြေးနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းရွှေဘုံမြို့မှာစစ်ကောမရှင်ကစစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်အမျိုးသားတွေအပြင်အမျိုးသမီးများနဲ့မိသားစုဝင်တွေကိုပါနေအိမ်ထဲထိဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့်လူငယ်အမျိုးသားအမျိုးသမီးတွေနဲ့မိသားစုဝင်တွေပါထွက်ပြေးနေကြရတယ်လို့သိရှိရပါတယ်။ရွှေဘုံမြို့စစ်ကောင်မရှင်တပ်ကရခိုင်ကခရီးသွားပြည်သူများ နယ်ကြီးရွာများမှလာသူများနဲ့အပြင်ထွက်သွားလာသူတွေကိုသာပေါ်တာဆွဲဖမ်းဆီးနေပြီးယခုလမှမြို့ရင်းရက်ွက်များမှနေအိမ်တွေထဲထိဝင်ရောက်ကာစစ်မှုထမ်းအကျုံးဝင်သူမတွေ့ပါကမိသားစုဝင်များကိုပါဖမ်းဆီးနေတယ်လို့သိရှိရပါတယ်။အရင်ကနယ်ဘက်ကလူတွေနဲ့ခရီးသွားတွေကိုပဲဖမ်းတာမြို့ထဲကလို့ပြောရင်မဖမ်းဘူး။ဖမ်းရင်လည်းစစ်မှုထမ်းအကျောင်းကြားစာအရင်ပို့ပြီးမှလာဖမ်းတာ။အခုဘာမှအကြောင်းမကြားပဲအင်အောင်စုစီရင်နဲ့လိုက်ပြီး လူငယ်တွေရှိတဲ့အိမ်နဲ့အလုံးလုံးနေတဲ့နေရာတွေအထိလိုက်ဖမ်းတာသူတို့ဖမ်းတဲ့သူမတွေ့ရင်မိသားစုဝင်ကိုဖမ်းတာအမျိုးသားအမျိုးသမီးကြီးကြီးငယ်ငယ်တွေ့တဲ့သူအကုန်ဖမ်းနေလို့နယ်ကျေးရွာတွေနဲ့တခြားမြို့နယ်တွေကိုပြောင်းရွှေ့နေရတာတွေအယမ်းများနေတယ်လို့မြို့ခံတအူးကပြောဆိုထားပါတယ်။ရွှေဘုံမြို့မှာစစ်ကောမရှင်တပ်ကစစ်မှုထမ်းအပတ်စဉ်16နဲ့20အတွက်စစ်မှုထမ်းတပ်သားလူအပ်ချက်အရာမြို့အတွင်းစီယုံရက်ကွက်က10ဦး၊ချီပါစုရက်ကွက်က9ဦးအပါအဝင်၊ချီတီကွင်းရက်ကွက်တပ်သားပန်းတော် အောင်ချမ်းသာနွားလေးကိုတရက်ချံစိတ်ခွန်စုကုန်းမောင်ညတောင်အောင်စရရက်ွက်နဲ့ထူထောင်ရေးရက်ွက်တွေကအမျိုးသားအမျိုးသမီးလူငယ်30ကျော်ကိုပေါ်တာဆွဲဖမ်းဆီးထားတယ်လို့သိရှိရပါတယ်။အခုလိုစစ်တပ်ကမျိုးရေးရက်ွက်တွေကလူငယ်တွေကိုနေအိမ်ထဲနဲ့အလုံးလုံးတဲ့နေရာတွေအထိပါဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့်ရွှေဘုံမြို့မှာဆက်ယုံအလုံးယုံတွေ၊ပွဲယုံတွေ၊ဝက်ရှော့လုပ်ငန်းတွေမျိုးရေကဆိုင်နေတဲ့တခြားလုပ်ငန်းတွေကလုပ်ငန်းရှင်တွေဟာ လုံသားရှာပါမှုနဲ့ကြုံတွေ့နေကြရတယ်လို့လည်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိုးရွာထောင်အနီးတာစီရဲစခန်းတိုက်ခိုက်ခံရပြီးရဲလေးဦးတေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းမုံရွာခရိုင်မုံရွာထောင်အနီးစီတာစီရဲစခန်းကိုတော်လိုင်းရေးတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Rocket Fighter ကသတင်းထုတ်ပြန်ထားပါတယ်။နွေမာလာ၁၈ရက်နေ့မနက်၉နာရီအချိန်ခန့်ကမုံရွာထောင်အနီးမီတာ၁၀၀ခန့်အကွာရှိတာစီရဲစခန်းကို တော်လည်တပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ရာကြာချိန်တနားရီခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်လာအုပ်ခန့်ရဲစခန်းကိုအကောင်ဆုံးထိုးစစ်ဆင်နိုင်ခဲ့တယ်လို့သိရှိရပါတယ်တိုက်ခိုက်မှုအတွင်းစစ်ကောင်မရှင်လာအုပ်ခန့်တာစီရဲစခန်းမှရဲလေးဦးသေဆုံးခဲ့ကမိမိတို့တော်လိုင်းရေးတပ်ဖွဲ့များမှအထီးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို Rocket Fighter နဲ့အတူချင်းတွင်းຫນွေဦးတော်လိုင်းရေးအင်အားစုညောင်ဦးခရိုင်တရင်တုံဘူကြကြီးအဖွဲ့တပရင်ဘူးဒလင်တပ်ပေါင်းစု မျိုးပြပျောက်ကြားတပ်ဖွဲ့နဲ့နေမြေကန်တော်လိုင်းတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မြုံနယ်နဲ့ပေါင်မြုံနယ်ကကြေးရွာတွေကိုစစ်ကြောင်းထိုးနေလို့ဒေသခံတောင်းချီစစ်ဆောင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းမြန်မြုံနယ်နဲ့ပေါင်မြုံနယ်ကကြေးရွာတွေကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေတာကြောင့်ကြေးရွာ30ထပ်မင်းရှိဒေသခံတောင်းနေချီပြီးထွက်ပြေးတိတ်ဆောင်နေကြရတယ်လို့သိရှိရပါတယ် နိုဝင်ဘာလ18ရက်နေ့မနက်၄နာရီအချိန်ခန်းကစတင်ကမြိုင်မြို့နယ်အနောက်ဖက်ချမ်းကနေပေါ့မြို့နယ်တွေကိုစစ်ကြောင်းတစ်ကြောင်းနဲ့ပေါ့မြို့မြောက်ဖက်အချမ်းကနေမြိုင်မြို့နယ်ကရွာတွေဘက်ကိုစစ်ကြောင်းတစ်ကြောင်းထိုးခဲ့တယ်လို့သိရှိရပါတယ်။စစ်မှုနှစ်ကစစ်ကြောင်းကမြိုင်အနောက်ဖက်ကနေတစ်ကြောင်းထိုးပြီးပေါ့ဖက်ကိုဝင်သွားတယ်။အင်အား200လောက်ရှိမယ်ထင်တယ်။မနက်10နာရီလောက်မှာပေါ့မြို့နယ်တွေကိုဝင်သွားတယ်။ကပ္ပဆာ24ကထွက်တဲ့စစ်ကြောင်းကတော့ပေါ့မြို့မြောက်ဖက်ကနေရွာတွေထဲကိုဝင်သွားတယ်။ စစ်ကြောင်းဝင်တဲ့ရွာတွေအကုန်ရှောင်နေရတယ်လို့ဒေသခံတအုပ်ကပြောဆိုထားပါတယ်။အဲ့ဒီစစ်ကြောင်းတွေရဲ့ရန်ကြောင့်မြိုင်မြို့နယ်အနောက်ဘက်ခြမ်းကကျွဲရင်းတောက်ယိုကုံရွာစိတ်သာဝရင်းဆိုင်ရဲ့ပေါ့မြို့နယ်မြောက်ဘက်ခြမ်းကကဘာဖြူတဲကြီးကန်တဲ့ဆေးပင်ကြီးထပ်ပေါက်ကုန်းအပါအဝင်ဈေးရွာ30ထက်မနည်းကဒေသခံတွေထွက်ပြေးတိတ်ချောင်နေကြပြီးစစ်ရှောင်တချို့ရဲ့စားဝတ်နေရေးလည်းခက်ခဲကဖျားနာနေကြသူတွေလည်းရှိတယ်လို့သိရှိရပါတယ်။ရာသီအကူအပြောင်းကြောင့်ဖျားတဲ့သူတွေလည်းရှိတယ်။ စီဝါကအစအခက်ခဲတွေရှိတယ်။အခုတလောလိုတာတော့စီဝါလိုမယ်။ကျန်တာတော့အမိုးအကာတွေလိုတာရှိတယ်။အနှွေးတွေနဲ့ရိတ်ခါတွေစီဝါတွေတော့လိုနေတယ်လို့စစ်ဆောင်တအူးကပြောဆိုထားပါတယ်။နိုဝင်ဘာလ12ရက်နေ့ကညံအခြေဆိုင်စက်မှုနှစ်ကနေထွက်လာတဲ့စစ်ကြောင်းဟာဝက်ပုတ်ရွာအနီးမှာဖမ်းဆီးခံရသူတွေက အသက်34နှစ်အရွယ်မငယ်တာနဲ့49နှစ်အရွယ်ကိုကန်စိန်တို့ကိုတတ်ပြီးနေအိမ်နှလုံးကိုလည်းမိရှုခဲ့ပါသေးတယ်။ လက်တလုံးမှာပေါ့မြူနယ်ကိုကပ္ပစာ21ကပ္ပစာ24နဲ့တမခတရားတက်ကစစ်ကောင်မရှင်တက်တဲ့ရောက်ရှိနေတယ်လို့လည်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းဝင်ကြီးချုပ်ဟောင်းတက်စင်ကိုဘတ်ဆက်ခွန်ဘီလီယံအခွန်ဆောင်မှုတရားရုံးချုပ်ကအမင်းချတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အကျဉ်းကျခံနေရစေဖြစ်တဲ့ဝင်ကြီးချုပ်ဟောင်းတက်စင်ကိုတာဝန်ထမ်းဆောင်စဉ်2006ခုနှစ်ကရှင်းကော်ပိုရေးရှင်းရှယ်ယာရောင်းချခြင်းကြောင့် လူပုဂ္ဂိုလ်ဝင်ငွေခွန်ဒဏ်ကြေးဝန်ဆောင်ခြင်းများနဲ့ပတ်သက်ပြီးရှေ့လျားတဲ့အခွန်အငင်းပွားမှုမှာတက်စင်ကိုဘတ်၁၇ဘီလီယံပေးဆောင်မှုထိုင်းတရားရုံးချုပ်ကတနင်္လာနေ့မှာအမိန့်ချလိုက်ပါတယ်။အခွန်ဦးစီးဌာနရဲ့အခွန်စည်းကြမ်းမှုဟာတရားမဝင်ကြောင်းအကြောင်းပြချက်နဲ့အမှုကိုပယ်ချကတက်စင်ဘက်မှယက်တီခဲ့တဲ့ဗဟုအခွန်တရားရုံးနဲ့အထူးအယူခံတရားရုံးတွေရဲ့အရင်ကဆုံးဖြတ်ချက်တွေကိုတရားရုံးချုပ်ကပယ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။တရားရုံးချုပ်ရဲ့အစီရင်ချက်ကြောင့် ်အခွန်တာဝန်ကိုပြန်လဲအသက်ဝင်စေကာတရားဥပဒေစိုးမိုးရေးအတွက်လှုပ်ဆောင်ချက်တွေကိုအကောင့်ထဲပေါ်ရန်လမ်းခင်ပေးခဲ့ပါတယ်။အဲ့ဒီအမှုဟာ2019ခုနှစ်တုန်းကအခွန်ဦးစီးဌာနကထုတ်ပြန်ခဲ့တဲ့အခွန်စည်းကြမ်းမှုကနေပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီးတက်စင်ရဲ့ရှင်းကော်ပိုရေးရှင်းရှယ်ယာများရောင်းချခြင်းမှာအခွန်တန်ကြီးနဲ့အခါကြီးစက်ခွန်တသမ6ဘီလီယံပေးဆောင်ဖို့ဌာနကတောင်းခံခဲ့တာပါ။တက်စင်ဟာ2023ခုနှစ်ကကနအူးတရားရင်ဆိုင်မှုမှာ အကူတရားရုံးနဲ့အယူခံတရားရုံးနှစ်ခုစလုံးမှာအနိုင်ရခဲ့ပြီးဌာနရဲ့လှုပ်ဆောင်ချက်တွေဟာဥပဒေနဲ့မညီကြောင်းတရားရုံးများကဆုံးဖြတ်ချက်ချခဲ့ပါတယ်။ဒါပေမဲ့အခုဦးစီးဌာနဟာတရားရုံးချုပ်အထိအယူခံတက်ခဲ့ပြီးအခုအခါအဲ့ဒီဆုံးဖြတ်ချက်တွေကို ပြန်လည်ပယ်ဖျက်လိုက်ပြီးဖြစ်ပါတယ်။တရားရုံးချုပ်ရဲ့နိုင်ငံရေးယာတူရှိသူများဆိုင်ရာယာဆွေးမှုဌာနကဘတ်46ဘီလီယံတန်ဖိုးရှိတက်စင်ရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းယူရန်2010ခုနှစ်မှာဆုံးဖြတ်ခဲ့ပြီးတဲ့နောက် အခုဦးစီးဌာနကရာပြတ်တွက်ချက်ချင်းပြုလုပ်ခဲ့သေးတယ်လို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ပြည်ထိုင်နိုင်ငံမှာခလုံခွေးမူဝါဒကိုတင်းကျပ်ဖို့အဆိုပြုချက်များထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပြည်ထိုင်အစိုးရဟာခလုံခွေးတောင်းခံသူအရေးအတွက်ဒူလာမှုအပေါ်ပြည်သူလူထုရဲ့စိတ်ပြတ်မှုစိုးရိမ်မှုများမြင့်တက်နေချိန်မှာခလုံခွေးမူဝါဒကိုတင်းကျပ်စေဖို့အဓိကအပြောင်းအလဲတွေပြုလုပ်ဖို့အစီအစဉ်တွေကိုထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ပြည်ထောင်နိုင်ငံမှာခိုလုံခွင့်တောင်းခံသူများဟာဒုက္ခသည်အဖြစ်သတ်မှတ်ခံရပြီးနောက်လက်ရှိနိုင်ငံအတွင်း၅နှစ်အကြာနေထိုင်ခွင့်ရှိပါသည်။ဒီကာလအစုံမှာတော့ဒုက္ခသည်တွေဟာအမြင့်နေထိုင်ခွင့်ကိုရှောက်ထားနိုင်ပါသည်။ပုံမူတင်းကျပ်မဲ့အဆိုပြုချက်များအရာဒုက္ခသည်တွေအနေနဲ့30လအကြာသာနေထိုင်ခွင့်ပြုမှာဖြစ်ပြီးသူတို့အနေနဲ့အကာအကွယ်လိုအပ်နေစေလို့ယူဆရမှသာတက်တန်းတိုးခွင့်ပြုမှာဖြစ်ပါသည်။အဲဒီလိုတက်တန်းတိုးခွင့်ရတဲ့သူတွေဟာလည်းအကန့်အသတ်မရှိအခြေချနေထိုင်ခွင့်ရရှိဖို့ နှစ်20အထိစောင့်ဆိုင်းရမှာဖြစ်ပါတယ်။ဒီတိုင်မှာပြီးခဲ့တဲ့ဇွန်လအထိ12လအတွင်းလူပေါင်းတသိန်းတထောင်တထောင်ကျော်ဟာကိုလုံငွေလျှောက်ထားခဲ့ကြပါတယ်။ဇူလိုင်လမှာပဲပြည်သူ့ဖန်တာငွေနဲ့ဟိုတယ်တစ်ခုမှာတဲခိုနေထိုင်ခဲ့တဲ့ကိုလုံငွေတောင်းခံထားသူအမျိုးသားတအူးကနိုင်ငံသူမိန်းကလေးတအူးကိုဒိမ်ပိုင်းဆိုင်ရာနှောက်ယှက်ခဲ့ရာကနေဒီတိုင်မှာဆန္ဒပြပွဲတွေဖြစ်ပွားခဲ့တာပါ။ဂျိတိန်နိုင်ငံသားအများအပြားဟာခလုံခွင့်တောင်းခံသူတွေအတွက်အခွန်ပေးငွေသုံးစွဲခြင်းကို ပို့ပြီးစတင်လာကြပြီ လုံခြုံရေးအတွက်လည်းစိုးရိမ်နေကြပါတယ်။လူလူရဲ့စိတ်ပျက်မှုကခလုံးခွင့်တောင်းခံလာသူတွေနဲ့ဒုက္ခသည်တွေအတွက်ပုံမူတင်းကျပ်တဲ့အရေးယူမှုတွေဆောင်ရွက်ဖို့တောင်းဆိုနေတယ်။လက်ရပါရီ Reform UK ပါတီကို ထောက်ခံမှု တိုးတက်လာတာကိုတွေ့ရပါတယ်။ထောက်ခံမှုစစ်တမ်းအရာအဲ့ဒီပါတီဟာအနာရအလုသမားပါတီထက်ပုံမူဥဆောင်နေပါတယ်။ဝင်းကြီးချုပ် Kia Starmer ရဲ့အဆိုအရဟာလေလူဝင်မှုစီးမြင်တွေကိုတင်းကျပ်ပြရင်လူလူထောက်ခံမှုကို ပြန်ရဖို့ကြိုးစားနေပါတယ်။ဒီရေဝင်ကြီးရှာပနာမမှုကလည်း လူပေါင်းတသိန်းကျော်ဟာလက်ရှိမှာကိုလုံရနေရာတွေမှာနေထိုင်နေကြတယ်။အခွန်ထမ်းတွေကနေငွေကြေးထောက်ပံ့ပေးနေတယ်လို့ကြေညာချက်တစောင်းထဲမှာပြောကြခဲ့ပြီးဒါပြောင်းရမယ်လို့သူမကထပ်ပြောခဲ့ပါတယ်ရှင်။ယူရိုရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့ယူရိုရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။ ဆရာနာရှင်စနစ်ဆိုလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝပြည့်နဲ့အတွေ့အကြုံမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။